ူတင်ရေပန်းစားနေတဲ့အတိုင်းပဲဇိုရန်မမ်တန်နီကအမေရိကန်နိုင်ငံနယူးယောက်မြို့ရဲ့မြို့တော်ဝအဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။နိုဝင်ဘာ၄ရက်နေ့ကအမေရိကန်ရဲ့ဒေသတချို့မှာဒေသဆိုင်ရာရွေးကောက်ပွဲတွေအသီးအသီးကျင်းပခဲ့ပါတယ်။ဒီထဲမှာနယူးယောက်မြို့တော်ဝနေရာအတွက်အဆုံးအဖြတ်ခံယူမှုလည်းအပါအဝင်ပါ။မမ်တန်နီဟာမွတ်စလင်တဦးဒီမိုကရက်တစ်ပါတီရဲ့ဆိုရှယ်လစ်အတွင်းမြင်ပတ်ရင်းသူတဦးဖြစ်ပါတယ်။သူကဒီယာဒူးကိုရတဲ့ပထမဆုံးမွတ်စလင် ပထမဆုံးအာရှတောင်ပိုင်းအနယ်ဝင်အနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။နယူးယောက်မြို့တော်ဝရာထူးကိုသူရခဲ့တာကထူးခြားတဲ့အရေးတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့အစဉ်အလာအရအဲ့ဒီရာထူးနေရာကိုချမ်းသာကြွယ်ဝတဲ့မြေရှင်ကြီးတွေဘီလီယံနာတရေကြီးတွေကလက်မလွတ်စတဲ့ကြိုးကြိုးဆဆထိမ့်သိမ့်ထားတတ်တာကြောင့်ပါ။မမ်တနီဟာအမေရိကန်ရဲ့အကြီးဆုံးမြို့ကြီးမှာလူနေမှုစရိတ်တွေမြင့်တက်လာတာကိုတိုက်ဖြတ်မဲ့အစီအမံတွေချပြပြီးမဲဆွယ်စည်းရုံးခဲ့တယ်လို့ အဆုံးမှာတော့အောင်မြင်မှုရရှိခဲ့ပါတယ်။သူကအင်ငါကတွေမြင့်တယ်ခွဲကိုကန့်တတ်ဖို့တံပိုးတဲ့အိယာတွေပုံမှုချက်တွေဆောက်လုပ်ဖို့ဘတ်စကားခါတွေကိုအခမဲ့သတ်မှတ်ပေးဖို့ငါးနှစ်အရွယ်အထိကလေးဆောက်ရှောက်မှုတွေအခမဲ့ဖြစ်စေဖို့ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီးမဲဆွဲခဲ့တာဖြစ်ပါတယ်။ဒါအပြင်အကျိုးမြတ်မယူတဲ့ဈေးဝယ်စင်တာတွေဖွင့်လှစ်ဖို့2030ပြည့်နှစ်အရောက်မှာတနာယီလောက်ခါကိုဒေါ်လာ30တိမြင့်တင်နိုင်ဖို့စရာတွေကိုလည်းသူကထည့်သွင်းမဲဆွဲခဲ့တာပါ။ ူ့ရဲ့အစီအစဉ်တွေထဲမှာအသေးစားလုပ်ငန်းတွေအတွက်ဒဏ်ကြေးတွေကိုထပ်ဝက်လျှော့ဖို့လုပ်ငန်းကြီးတွေရဲ့အခွန်နဲ့ချမ်းသာကြွယ်ဝသူတွေအတွက်အခွန်တွေကိုမြင့်တင်ဖို့လည်းပါဝင်ပါတယ်။ဥပမာတနစ်ကိုဒေါ်လာတသန်းထပ်ပိုပြီးဝင်ငွေရှိသူတွေက အခွန်200ခန့်လုံးတိုးဆောင်ရမှာဖြစ်ပါတယ်။သူကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးကပါလက်စတိုင်းတွေအပေါ်တိုက်ခိုက်မှုကိုလူမျိုးတုံးတပ်ဖြတ်မှုလို့အတိအလင်းဆွဆွဲခဲ့တဲ့ American ထိတ်တန်နိုင်ငံရေးသမားအနေချင်းတဲမှာလည်းပါဝင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခေါ်ရုံး ICC ကဖဝရန်ထုတ်ထားတဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကနယူးယောက်ကိုရောက်လာမယ်ဆိုရင်အဲ့ဒီဝရန်ကိုလေးစားလိုက်နာပြီးသူ့ကိုဖမ်းခိုင်းမယ်လို့တောင်းမန်ဒါနီကပြောခဲ့ပူးပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့သူ့ဇာတိနယူးယောက်မြို့မှာသူအယမ်းမျက်မှောက်ကျိုးတဲ့မန်ဒါနီကို မြို့တော်ပေါ်ဖြစ်မလာစေခြင်းကြောင့်အတိအလင်းပြောကြားထားပါတယ်ထရမ့်ကအရင်နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအန်ဒရူးကူအိုမိုကိုထောက်ခံမယ်လို့ကြေညာခဲ့တာပါ လန်ဒန်နီအနာရမှာဆိုလို့ဘီလီယနာတော်တော်များများကကူအိုမိုရဲ့မဲဆွယ်မှုတွေမှာဒေါ်လာသန်း40လောက်ထိပါဝင်ထောက်ခံလှူဒန်းခဲ့ပါတယ်။ဒါပေမဲ့မမ်ဒန်နီကိုထောက်ခံတဲ့သူတွေတဲ့အပါအဝင်ဖြစ်တဲ့ထင်ရှားတဲ့နိုင်ငံရေးကျယ်ပွင့်ဘာနီဆန်ဒါစ်ကတော့မမ်ဒန်နီသာမြို့တော်ပေါ်ရွေးကောက်ပွဲမှာနိုင်ခဲ့မယ်ဆိုရင်ခေတ်သစ်အမေရိကန်နိုင်ငံရေးသမိုင်းမှာမျက်လုံးအပြူရဆုံးရလဒ်တစ်ခု ဖြစ်လာမယ်လို့အခုသတင်းပတ်အစောပိုင်းမှာခန့်မှန်းထားခဲ့ပူပါတယ်ရှင်။